အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကအမေကိုချက်ပေါင်းလေးပေါင်းချွေးဖြစ်ပါတယ်ချက်ပေါင်းနဲ့တို့စားတဲ့အချင်ရေလုံနီးလေးကိုလည်းစုသေးသေးချာချာလေးပြပေးထားတာမို့လို့စုရဲ့ဗီဒီယိုလေးကိုအဆုံးအထိလိုက်ကြည့်ကြည့်ကြရအောင်နော်ဒါလေးတွေကတော့စုပေါင်းမဲ့ကြက်နဲ့အချင်ရေလုံဖို့အတွက်ပြင်ဆင်ထားတာလေးတွေပါ ထမဦးဆုံးချက်တော့ပြူချင်းငရုတ်ကောင်းစီအဖြူနည်းနည်းမြစ်တို့ကိုထည့်ပြီးထောင်းပါမယ်။ဒါလေးကတော့ချက်သားအနက်မှွေးအောင်လို့ပေါ့နော်ချက်သားမှနေဖို့ပါ။ပြီးရင်တော့စုချက်သားတွေကိုရတာနေပါမယ်။ချက်သားမုတ်အနေငယ်တကြားအနေငယ်ဘိန်းငံပြရည်အခြေအနေငယ်ဘိန်းငံပြရည်အပြည့်အနေငယ်နဲ့ကယူစီအနေငယ်ထည့်ပါမယ်။ချက်သားရဲ့အနက်မှွေးအောင်လို့ခုနကတော့ထောင်းထားတာလေးတွေကိုလည်းရေညှစ်ပြီးထည့်ပါမယ်။ ီးတဲ့အခါမှာတော့အားလုံးကိုအရာဓာတ်တွေဝင်သွားအောင်တတိချာချာလေးနေပေးလိုက်ပါတယ်ရှင်။အရာဓာတ်တွေအထဲထိဝင်အောင်ပေါ့နော်။စူကြက်တာကိုအခုလိုလေးတွေမွန်းထားပါတယ်နော်။ချက်သားတွေကိုရတာတွေတတိချာချာလေးနေပြီးတဲ့အခါမှာတော့စူပလတ်စတစ်ချီနဲ့အုပ်ပြီးနိုင်ဝက်လောင်းနှက်ထားလိုက်ပါတယ်။ ချက်သားကိုနှက်ထားတဲ့အချိန်မှာတော့စူးအချင်းကြီးဖြော်ပါမယ်။ချက်တုံဖြူအမွှာခက်ကြီးကြီးလေးဆဲမွှာထည့်ပါမယ်။မြုပ်ဒီဆိုင်ကိုတော့15ရောင်ထည့်ပါတယ်ရှင်။အယောင်လှအောင်ပေါ့နော်အစင်းရောအနီရောစူရောထည့်ထားပါတယ်။နနံမင်ကိုတော့၄၅ပင်လောက်ကိုလည်းခုလိုလေးထည့်လိုက်ပါတယ်။နနံမြစ်ပါထည့်ပါတယ်နော်အနက်ပိုမွေးအောင်ပါ။ထညက်ကိုတော့စူ၄ဒုံထည့်ပါတယ်ရှင်။ ရေဟူတော့ဟင်ခက်စုံနဲ့သုံးစုံထဲပါတယ်ပြီးရင်တော့စုချိတ်ဆက်နဲ့ချိတ်လိုက်ပါတယ်ထောင်းယူလဲရပါတယ်နော်အရာရာဟူတော့ချိတ်ပြီးမှပဲဆက်ပါမယ်ရရဆက်ပါတော့မယ်။တကြားကိုတော့ဟင်ခက်စုံနဲ့သစုံကြကြော်လောက်ထည့်လိုက်ပါရယ်။အချိုမော့ကိုတော့လဖက်ရည်စုံနဲ့သစုံထည့်ပါရယ်။ငံပြာရည်ကိုတော့ဟင်ခက်စုံနဲ့လေးစုံထည့်ပါရယ်။ ။တမရဒီကိုတော့စုထီမလေးလုံးထည့်ပါတယ်။အရတာအပေါ်အငန်အချင်းတွေကတော့လေအရတာမြည်ပြီးရင်လူသိုးပူလျှော့တော့ထက်လောက်ရမယ်နော်။ခုစုလုံးနေတဲ့အချင်းကြီးကလေချက်ပေါင်းတမျိုးတည်းမဟုတ်ဘူးနော်။အခြားအသားငါပင်လေစာမျိုးစုံဝတ်သားကင်တို့နဲ့လေသူ့ဆိုင်ရဲ့အရန်ကိုလိုက်ဖက်တဲ့အချင်းပါနော်။အရာမီးကြည့်ပါမယ်အရာအပေါ်အငန်အချင်းကိုတော့မမေ့စိတ်ကြလူတို့လူပြင်ဆင်လို့ရပါတယ်နော်ဒီမှာကတော့အချင်းပေါ်နေလို့စူးတက်မြဒီတလုံးထက်ပြီးညှစ်ထဲလိုက်ပါတယ် ဒါဆိုရင်တော့အချင်းကြီးကတော့အဆင်သင့်ဖြစ်ပါပြီ။စူကြက်ပောင်းပါတော့မယ်။ဒီပောင်းကိုအသေးလေးရလေးစူဝေထားတာကြာပြီ။တခါမှမပောင်းပြဘူးပေါ့နော်။အခုကြက်သားကလည်းအမေတယောက်စားပဲဆိုတော့ဒီပောင်းကိုအသေးလေးနဲ့ပဲပောင်းပါမယ်။ကျပောင်းနဲ့ပောင်းအိုးနဲ့ကတော့ကွက်တိပဲကွက်တိပဲလှုပ်ထားတာဆိုတော့လေ ကဲဒါဆိုရင်တော့စူးချက်ပောင်းပါတော့မယ်စူးတစ်ဖက်ကို45မိနစ်ပောင်းပါတယ်နော်ပောင်းထားတာ45မိနစ်ပြည့်တဲ့ချိန်မှာတော့စူချက်သားကိုတပတ်ကိုလှန်ပေးလိုက်ပါတယ်။ဒီပောင်းထားတဲ့ဘက်ချံကနူလာမနူလာပေါ့နော်။ခရင်နဲ့ထိုးကြည့်တဲ့အခါမှာတော့ချက်သားတွေကနူအေးနေတာပဲ။ အဲ့တော့နောက်ထပ်တစ်ချိန်ကိုလည်း45မိနစ်ကြာထပ်ပြီးပေါင်းပါတယ်။နောက်ထပ်45မိနစ်ပြည့်တဲ့အချိန်မှာတော့ချက်ပေါင်းကရပါပြီ။ပကံလေးကိုခတ်ထည့်ပါတော့မယ်။အနက်ကတော့မှုေးနေတာပဲ။အချင်းကြီးကစုတချားပစုံတို့အသားလုံးတို့နဲ့ပါစားဖို့တော့တစ်ခါတည်းဖြိုထားတာဆိုတော့များနေတာပေါ့နော်။အဲ့တော့စုပကံအသီးလေးနဲ့ခွဲထည့်လိုက်ပါတယ်။အပေါ်ကနေနနံမင်းလေးထည့်ပြီးအလားဆင်လိုက်ပါတယ်။ ြက်သားကိုကြော်စားရတာကင်စားရတာညီငွေလာပြီဆိုရင်တော့အခုလိုမျိုးလေးပေါင်းပြီးအချီရင်နဲ့တို့စားကြည့်ပါနော်ဆူရဲ့ဗီဒီယိုလေးကိုတဘောချနှစ်သက်တဲ့ဆိုရင်တော့ like and share လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။တတပါ